ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတွေဆယ်လပိုင်းတလတာမှာအလုံနေရာပြောင်းရွှေ့ရမယ်အလုံနဲ့ပတ်သက်သောခရီးတွေသွားရမယ်ပို၍ကောင်းသောနေရာပို၍ကောင်းသောအလုပ်တွေကိုလည်းလောက်ကင်ရတတ်ပြီးတော့အလုပ်ကင်တွေဒိုးချဲ့ရမယ်မိမိစူးစားလှုပ်ဆောင်သမျှတွေအကျိုးပေးအရာထင်ပြီးတော့ကံကောင်းခြင်းအောင်မြင်ခြင်းအံ့ဩစရာကိစ္စတွေမျှော်လင့်မထားတာတွေကိုဒီဆယ်လပိုင်းတလတာမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတို့အနေနဲ့တွေ့ကြုံပိုင်ဆိုင်ရ တတ်ပါတယ်မိမိလက်ရှိလောက်ကိုင်းနေသောစီးပွားရေးလုပ်ငန်းတွေခက်ခဲမှုတွေအနှဲငယ်ကြုံတွေ့နိုင်ရပေမဲ့လည်းမိษွေတို့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့လူမျိုးသားလူမျိုးကွဲတို့ဤအကူအညီကြောင့်ထင်ပေါ်ကျော်ကြားအောင်မြင်မှုတွေရရှိတတ်ပါတယ် အဲ့တော့ကျွန်တော်ရေဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာအလောက်ကင်နေတဲ့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေနံလုပ်ငန်းတနင်္ဂနွေနံလုပ်ငန်းတွေကိုလောက်ကင်နေတဲ့သူတွေဆိုလို့ရှိရင်တတိထားပြီးတော့လောက်ကင်တင်ပါတယ်မိတ်ဆွေတို့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အပြိုင်တိုက်ခံလေးတွေကြုံရတတ်ပါတယ် ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိစိတ်တိုင်းချမဟုတ်တော့လဲပဲလက်လာပါကံဒီအားကောင်းနေမယ်ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့24ရက်အတွင်းမှာငွေစုလိုက်ပြုံးလိုက်ဝင်လာတတ်ပါတယ် မိသားစုအတွင်းမှာအလူတန်းပြုရမယ်မိမိတို့အိမ်မှာရှိသော မိသားစုဝင်တွေတဦးပြီးတဦးချမ်းမာရင်းညံ့နေတတ်ပါတယ်မိษွေတို့ရဲ့အိမ်တော်ဘက်မိသားစုဝင် များကြောင့်စိတ်အာရုံ နောက်စရာကိစ္စလေးတွေဝင်လာတတ်ပြီးတော့မိမိအားပန်းဝင်ခြင်းမှာတပုတ်လေးလင်းပြောဆိုခံရတတ်ပါတယ်ချစ်သူကြီးစားများမိမိချစ်သူမိမိအပေါ်မှာအေးဒီရေဆက်ဖြစ်နေပြီးတော့မိမိပေါ်မှာစိတ်မပါသလိုဖြစ်နေတတ်ပါတယ် ဗုဒ္ဓဟူရာဟုသာသမီးမိษွေတို့အနေနဲ့မိမိအားပန်းဝင်ခြင်းမှာကောင်းတဲ့ရင်မဲ့ပြောပြော ဆိုးတဲ့ရင်မဲ့ပြောပြော မိษွေတို့အနေနဲ့ဒေါသမာမာနတွေနဲ့မပြေရှင်းပါနဲ့ဆယ်လပိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီးမိษွေတို့အနေနဲ့မေတ္တာဖြင့်နေထိုင်မှသာငြိမ်းချမ်းသော ကာလပဲဖြစ်ပါတယ်ဗုဒ္ဓဟူရာဟုသာသမီးမိษွေတို့အနေနဲ့အလုံးအင်တာဗျူးစာမိုးဝဲအောင်မြင်မဲ့စာမိုးဝဲဖြေဆိုကဏ္ဍကမှာတငယ်ချင်းကိုအကြောင်းပြုပြီးတော့မလိုလားသောပြ တနာလေးတွေဝင်လာတတ်ပါတယ်ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီးမိတ်ဆွေတွေ ကျမ်းမာရေးအနေနဲ့ရခင်ဖြစ်ပေါ်ခဲ့သောယောဂဝေဒနာဟောင်းလေးတွေပေါ်လာတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အစာမခြင်းသွေးပောင်ခြင်းမမှန်ခြင်းကြီးပောင်ယောဂဇက်ကြောတိုက်ယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိษွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိษွေတို့အနေနဲ့3ရက်25ရက်26ရက်28ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းနေမိမိတို့မှာကုညီမဲ့သူတွေနဲ့ဆောင်ရတာမျိုးတွေကိုလှုပ်ဆောင်တဲ့ကိစ္စလေးတွေစားစားရရာအစဉ်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိษွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်နှစ်ရက်၄ရက်၈ရက်၃ရက်နေတွေကိုရှောင်ရှားတင်ပါလေအဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိษွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာခဲရောင်အညိုရောင် ကော်ဖီရောင်ပါသော လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါသောသူတွေထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်ဒီဆယ်လပိုင်းမှာမိတ်ဆွေတို့အနေနဲ့၄အစ၅ဆုံးပါသောထီနာမတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် အဲ့တော့ကျွန်တော်ရေဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစဉ်ပြေသောသူတဦးကို လိန်မော်ရေအချိုရေပေါ့နော်တဘူးသောမဟုတ် လိန်မော်သည်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်မိမိအစဉ်ပြေသလိုပြေးပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသားသမီးမိษွေတွေ အားလုံးဒီဆယ်လပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့နဲ့နဲ့6နှစ်ရနေပြီးတော့9နှစ်အတွင်းမှာထမင်းပေါ်မှာနိုးဆန့်ပြီးတော့နိုးဆန့်ထားသောစွန်းတပွဲသို့မဟုတ်ငကမောက်သည့်ခွန်းနှလုံးလှူဒန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေအားလုံးဆယ်လပိုင်းတလတာမှာအဆိုးဟူသမျှဝေးလွှင့်ပါစေကံကောင်းခြင်းမင်္ဂလာပြပါနဲ့ပြည့်စုံပြီးတော့ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေအားလုံးတို့ဆယ်လပိုင်းတလစာအတွက်ဟောစရံဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်